တကယ်ဒီစီပฏิပခနိုင်ငံရေးအချက်တဲကိုနိမလက်မှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီဒီငြင်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ဖို့အကောင့်ထဲပေါ်တဲ့အချိန်မှလည်းပဲတကက် ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတို့တော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလန့်နဲ့အဲဒီဒီထွက်ပေါက်ကိုအတုံးချတာပဲလို့ပြောလို့ရပါတယ် ျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလွန်ဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့အာကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှာလားမပြုမှာလားဆိုတော့အာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့ तू လုံးလုံးမမရဘူးအဲ့လိုပဲပြောရပါနဲ့ ဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့အဲ့ဘောဘောမျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာဗျာအသက်80ကျော်နေတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့ သဘောကသူ့ရဲ့ဟိုလွတ်ပေးတင်တဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလုတ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ်တော့အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက် ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါဟာဒီတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့အဲဒီလူအများရဲ့အတိမတ်ပြမှုကို तू ရနိုင်လေအကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းရမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဘိုလ်ချုပ်ကြီးမရောက်လဲကတော့ခေါက်ဝတ်ပေါ့ သူကတော့တဲဘောကြောင့်လူပြောက်လို့တဲဘောကြောင့်လူပြောက်လို့အများစုကသူတို့တက်ထဲမှာဟိုဆာတတ်မှတ်ထားသူတယောက်ပါရေချင်းရေချင်းတော်တော်စင်းရဲနွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်ကဒီဖြည့်ပြီးပြောတာပါဖြည့်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ခုနကျွန်တော်တို့ဗရမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုက်ခံတွေကဘာလို့မငညွတ်နိုင်တာလဲဘာလို့မငညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကားမအပြင် alternative တခုဘာလို့မပြနိုင်ညာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လဲစောစောထောက်ပြခဲ့သလိုမျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတခုတိုင်းရင်းသားအကုန်လုံးပအောင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုကုဖို့လဲလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှ တွေးတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဗမာခေါင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်သားခေါင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်က ဒီဟာတွေကို တွေးခေါ်မြင်မြော်နိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်ဒီဟာကဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျော်လင့်ချက်ရှိတယ်အဲတော့ဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ဥပမာရခိုင်တွေကပါလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ဖြစ်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လက်ဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲ အဲဆိုတော့ဒီညီညွတ်မှုတည်ဆောက်ဖို့ဆိုရင်အဲတကယ်ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘ ෝජ ုထုံးမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့ဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ်တော့ကျွန်တော်ရဲ့မစ်ရှင်အဓိကတာဝန်ကတော့ဒါ ဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းအောင်ပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအခန်းစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တစ်ဖြစ်ဖြစ်နဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမှုကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့ အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်လည်းပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုပ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတည်းကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင် ကျွန်တော်တို့ဘက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုမဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားစရာတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဘုကျော် ထွက်မြေ့နိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန်ယုံခံနေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘလို့ကိုနဲ့မကွာထားဖို့စ조사ရလေအားလုံး share ပေးပါဦး ဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကပုံနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစကားစကားမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင် तू ကဘာဖြစ်တော့ရောမယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်ရရှိတာကိုလုပ်ရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးက ဒီတိုင်းရင်သားလူမျိုးပေါင်းစုံပေါ့ဗမာအပါဝင်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီအချင်းကျက်ထဲရောက်နေတယ်စကားမတော်မှသူသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ထဲကြားเสียအကြောင်းမရှိဘူးသူတောင်ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုက အာဒါတွေးခေါ်ရမယ်စ조사ရမယ်ဒါကအဆုံးမဟုတ်ဘူးသူ့ကိုအတိမတ်ပြမှုရတယ်ဆိုမဲ့ကျွန်တော်စောစောပြောခဲ့သလိုပဲသူကစားနေတဲ့ဖဲကိုကိုယ်လက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့조사စရာတွေအများကြီးရှိတယ်စိတ်ဆက်ပြစရာအကြောင်းပါမှမရှိပါဘူးစစ်ကောင်စီပဲခေါ်ခေါ်စကားမှာပဲခေါ်ခေါ်သူတို့ကလူလူထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူး ဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောချင်တဲ့ message ကပါလေရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကို ပတ်ဝန်းကျင်နိုင်ငံတွေကအသိမဲ့ပြုတယ်နိပညာတခြားသောအကူအညီတွေကို ပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလတ်တွေကပိုပြီးမှတွေးထက်တန်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်သူအနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးဆိုတော့ဒီအသိမဲ့ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့် ဒီဒီပခမိတော့ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့တည်ခြင်းပြည့်စုံမှုလည်းပုံများလာမယ်။ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရင်ဟိုဖွင့်ပြီးပြောတာထက်အခုဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လို counter လုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ကိုက်နေတဲ့ဆုံးဖြတ်ခုချမှန်မြန်မြန်တော့လုပ်ဖို့လိုတယ် ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကိုပြောတဲ့တလောက်ပဲပြောပြီးမှလုပ်เสียရှိတာကိုပို့ထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစ조사အထုတ်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လည်းရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လည်းရေးတစ်ခုမှအရန်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေ ရှေ့ဆက်ပြီးမှသူများနိုင်ငံကိုအားကိုလို့မရရင်ကိုယ့်အချင်းချင်းမိခိုပြီးမှဒီခီးကိုဆက်ကြတာပေါ့ဥမာစကားမကအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ကြီးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ကြီးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ကြီးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယိုပောက်တွေကိုပိတ်ပြီးမှထိရောက်တဲ့ တိုက်ပွဲတည်တံနဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလိုပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထုတ်များကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်